ယခုလသည်တိုင်းပြည်နယ်လူထုကိုအဖိနှိပ်ဆုံးအာဏာရှင်နိုင်ငံနှစ်နိုင်ငံရဲ့ရွေးကောက်ပွဲများလုပ်မဲ့အချိန်လည်းဖြစ်ပါတယ်။အာရှရဲ့ကလိန်ချုံရွေးကောက်ပွဲများလို့ပြောရရတဲ့ဟောင်ကောင်နဲ့မြန်မာရွေးကောက်ပွဲများပင်ဖြစ်တယ်လို့ Benedict Rogers မှ UN of Asia Catholic News မှာယခုလိုရေးသားလာခဲ့ပါတယ်။ဟောင်ကောင်ဟာဒီဇင်ဘာလ9ရက်မှာဥပဒေပြုလွတ်တော်အတွက်ရွေးကောက်ပွဲလုပ်မှာဖြစ်တော်လဲ။ပါဝင်ရှင်ပြိုင်မဲ့လူတွေကတရုတ်ကွန်မြူနတီပါတီ CCP ခေါ်မျိုးချေပုံကူများသာဖြစ်ရမယ်အပြင် အစိုးရကော်မတီမှလည်းအတီးပြူချင်းခံရမှသာပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။ထို့သောမဟုတ်ပဲဓာတ်ရိုက်ဝင်ရောက်ရှင်ပြိုင်ဝင်ရမယ့်အမတ်နေရာများရှိနေတော့လေ။ယခုအခါအမတ်ဥယေ60ရှိတဲ့ဟောင်ကောင်လွှတ်တော်မှာအရေးတွက်အားဖြင့်20သားသတ်မှတ်ပေးထားပြီး၎င်းတို့ဟာလည်းဘေးချင်းမှအတီးပြူချင်းခံရမှရှင်ပြိုင်ဝင်ရရှိမှာဖြစ်ပါတယ်။အမတ်ဥယေ60မှာဘေးချင်းရဲ့ရွေးကောက်ပွဲကော်မရှင်မှတစ္ဆာရှိသူများဆိုကရွေးချယ်ပေးထားတဲ့ကိုယ်စားလှယ်40၊ကျန်း30ကိုလည်းဥပဒေပန်းတာရေး အာမခံလူများကဲ့သို့ကန္နာသီးသီးမှ၎င်းတို့လူလားသူများကိုရွေးချယ်ပေးထားပြန်ပါတယ်။ဒီနည်းအားဖြင့်ဆိုရရင် လုံးဝပူပေါင်းကြံစည်ထားခြင်းဖြစ်ပြီးထွက်ပေါ်လာမဲ့လွတ်တော်ဟာလည်း CCB အလိုကြောင့် rubber တစိတုံးခနှိပ်ပေးရမယ်ပရပိုင်းလွတ်တော်မျိုးသာထွက်ပေါ်လာဖို့ရှိပါတယ်။ဟောင်ကောင်ကို1990ခုမှာပြန်လည်လွှဲပြောင်းပေးဖို့1984မှာချုပ်ဆိုခဲ့တဲ့တနိုင်ငံစနစ်တမျိုးခွင့်ပြုရမယ်ဆိုတဲ့တရုတ်ပြည်ထရှာဘူးရဲကြီးညာချက်ဟာလည်းပြက်ပြဲသွားခဲ့ရပြီဖြစ်ပါတယ်။ဟောင်ကောင်လွှတ်တော်ဟာ ဘေကျင်းရဲ့2021မှာပြဋ္ဌာန်းလာတဲ့ပြုပြင်ပြောင်းလဲရေးဥပဒေများနဲ့မြောက်ကိုရီးယားလွှတ်တော်ထက်သူမသားကိုမသားအနေထားရောက်ရှိသွားခဲ့ရပါတယ်။၎င်းတို့ရဲ့လိင်ညာရွေးကောက်ပွဲကိုတပိတ်မောက်ရန်လှုံ့ဆော်တယ်လို့ဆိုကာဟောင်ကောင်မှာလူအမြောက်အများဖမ်းဆီးခံခဲ့ရပါတယ်။2021မှာမဲလာထက်သူ30.2ရာနှုန်းသာရှိခဲ့ရမှာယခုနှစ်မှာဒီထက်မကလျော့နေဖို့သာရှိနေတယ်လို့ဆိုပါတယ်။ဟောင်ကောင်ရဲ့ရွေးကောက်ပွဲပြီး၃ဖက်အကြံမှာတော့မြန်မာရှိအာနာလူအဖွဲ့အစည်းနဲ့ရွေးကောက်ပွဲကစတင်လာတော့မှလည်းဖြစ်ပါတယ်။ ဟောင်ကောင်မှာကဲ့သို့ပင်စင်းစုဟာလည်းရွေးကောက်ပွဲကိုဝေဖန်ပြောဆိုလာပါကရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ဥပဒေကိုဇူလိုင်လထဲမှာပဲတွတ်သွင်းလာခဲ့ပါတယ်။ဒုဥပဒေကိုချိုးဖောက်ပါကထောင်ဒဏ်အနည်း20ကြာခံရဖို့ရှိနေပြီးယခုထိလူပေါင်း94ယောက်အဖမ်းခံထားပြီးဖြစ်ပါတယ်။ထို့ပြင်နိုင်ငံတွင်းနေထိုင်သူအများစုရဲ့စာနာသဘောထားကိုဘေးချိတ်ပြီးလုံမဲ့ရွေးကောက်ပွဲလည်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်နေမြဲတွင်လောက်ခွင့်မရ၍လည်းဖြစ်တဲ့အပြင်မြို့နယ်ပေါင်း330မှာ တဝက်ပင်မရှိတဲ့145မြို့နယ်မှာသာမဲဆန္ဒရှင်စီရင်ကောက်ခံနိုင်ခဲ့ပါတယ်။လူပေါင်း၄သန်းခန့်အားလည်းစစ်တမ်းကြောင်ပြည်တွင်းမှာပင်ပြေးလွှားပုန်းအောင်နေကြသလိုလွတ်လပ်တဲ့သတင်းမီဒီယာများနဲ့ရပ်ဖက်အဖွဲ့အစည်းများဟာလည်း၎င်းနဲ့လွတ်ရာကျွတ်ရာမှာလှုပ်ရှားနေကြပါတယ်။ထို့အတွက်ကြောင့်လည်းအာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားနိုင်ငံရဲ့ဝန်ကြီးမှရွေးကောက်ပွဲထက်ပြည်ပကကိုအဆုံးသက်ပြီးငြိမ်းချမ်းရေးနည်းလမ်းကိုဦးစားပေးရှာဖွေဖို့ပြောခဲ့ခြင်းလည်းဖြစ်ပါတယ်။ အာဆီယံဟာငြိမ်းချမ်းရေးမြပဲလုံးမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်တဲ့အပြင်ထွက်ပေါ်လာတဲ့ရလဒ်ကိုလည်းတရားမဝင်ဘူးလို့ထပ်တလဲလဲပြောထားခဲ့ပြီးဖြစ်တယ်လို့ဥရောပပါလီမန်များတမကကလည်းမကြာမီကအလားတူဆုံးဖြတ်ခဲ့ကြပြီလေဖြစ်ပါတယ်။စစ်အုပ်စုဟာ General Election လုံးမှာမဟုတ်ဘဲ General များကိုရွေးချယ်မဲ့ပွဲမျိုးသာဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်ရှိအဖိနှိပ်ဆုံးအစိုးရနှစ်ခုဖြစ်တဲ့ဟောင်ကောင်ရှိတရုတ်ရဲ့ကိုယ်စားလှယ်များနဲ့မြန်မာရှိတရားမဝင်စစ်အုပ်စုတို့က ၎င်းတို့ရဲ့ရာဇဝတ်မှုများကိုတရားဝင်ဖြစ်စေဖို့အတွက်ဒီမိုကရေစီရဲ့အပေါ်ယံအကာကိုပုံပြပန်းပြက်လုပ်ပြီးလက်နက်သပွဲအသုံးချနေတာကိုမြင်တွေ့နေရခြင်းကအလွန်တရာစိုးရိမ်စရာကောင်းတယ်လို့ဆိုပြီးထို့သူသောလုံရံများမှလွတ်မြောက်ခွင့်မပြုတင်ဘူးလို့လည်းရည်သားထားပါတယ်။ဆေယုစုကမူဆယ်မန္တလေးမီယထာလန်ဖောက်လို့ရဲ့အတွက်ဥဆောင်ကော်မတီဖွဲ့စည်းလာခဲ့ပြန်ပါတယ်။ထို့သောလုံစွာအရေးကြီးပြီးတိုင်းပြည်အားအကျွေးထောင်ချောက်ထဲကြာသွားနိုင်တဲ့ကိစ္စမျိုးကို ရွေးကောက်ပွဲလုပ်ပြီးအနိုင်ရသူကိုအာဏာလွှဲပေးရတော့မယ့်အဖွဲ့မှလှုပ်တင်ပါသလား။လှုပ်တင်သည်ဆိုပါက၎င်းတို့ပင်ဆက်ပြီးအုပ်ချုပ်သွားဖို့ရည်ရွယ်နေခြင်းသာဖြစ်ပါတယ်။တသက်ခိုင်ကိုဖယ်ရှားလိုက်ခြင်းကပင်တရုတ်ရဲ့စနစ်မကင်းမှုလို့ယုံကြည်ရပြီးမဲအောင်လိုင်းသဘောနဲ့ဆိုပါက လုံးဝမဟုတ်လောက်ဘူးလို့လည်းဆိုပါတယ်။တရုတ်တို့ကြောင့်နိုင်ငံမှခွေးပြေးဝပြေးပြေးရမယ့်အရေးမှာလုံးလုံးစဲလွတ်ကင်းသွားကြပြီဖြစ်၍တောင်းဆိုလာတဲ့အကျိုးကိုဆက်ကြအောင်မှဖြစ်တယ်လို့ မြေဆုံကိုလည်းသဘောရှိစီမံပါလို့အပ်လိုက်ရပြီလည်းဖြစ်ပါတယ်။တရုတ်ကမြေထားလန်းဖြတ်သန်းရမယ့်နေရာတွေကိုအဖဲကြောင့်ရှင်းလင်းပေးခဲ့ရတဲ့ဆိုတဲ့ရည်ရွယ်ချက်ကရှင်းသွားပြီဖြစ်ပါတယ်။မရှင်းတာကဘယ်ကရတဲ့ငွေနဲ့ဥဆောင်ကြမလဲဆိုတာနဲ့တရုတ်ရဲ့ကျွေးမီထောင်ချောက်တဲ့နေမိုးဖို့ရှိမရှိဆိုတာပင်ဖြစ်ပြီးကြားဖြန့်ဘက်ကလည်းအရင်လိုရပေါက်ရလန်းတိတ်မရှိတော့ဘူးလို့ဆိုပါတယ်။လက်ရှိ BRI စီမံကိန်းများမှာနံပါတ်1အေယံရီတိုင်းတွင်းမှာရှိတဲ့ဒေါ်လာ1.5ဘီလီယံတန်မီလင်းချိုင်အန်အန်ဂျီ နံပါတ်1ဒေါ်လာ1.5ဘီလီယံတန်ကြောက်ဖြူထူးစီးပွားရေးဆုံးနံပါတ်3ဒေါ်လာ1.5ဘီလီယံတန်စီမံနေဆဲဖြစ်တဲ့ရန်ကုန်မြို့သစ်စီမံကိန်းနံပါတ်4ရှမ်းပြည်နယ်မြောက်ပိုင်းကစီမံနေဆဲဖြစ်တဲ့ချင်းရွှေဟော်နယ်ကြားစီးပွားရေးဆုံးနံပါတ်5ကချင်ပြည်နယ်မြောက်ပိုင်းကဒေါ်လာ22.4သန်းတန်ကမ်းပါတီနယ်ကြားစီးပွားရေးဆုံးနံပါတ်6 ီးဆုံးကနေပြီဖြစ်တဲ့ဒေါ်လာတန်180ကြောက်ဖြူတအားပေးစက်ရုံနဲ့နံပါတ်ခွန်ဒေါ်လာ1.3ဘီလီယံတန်ကြောက်ဖြူရေနှက်စိတ်ကန်းတော်ပဲဖြစ်ပါတယ်။အာနာလူဆေယုစုဟာ၎င်းတို့ရဲ့မိုင်းမဲစွာကျူးလွန်ခဲ့တဲ့လို့ရဲ့ကြောင်းတရုတ်အားလိုလိုနေရဲ့နောက်ထပ်အေရီယာစတိုရန်မိုင်26400ထိုးအပ်ရတော့မယ့်အခြေအနေဖြစ်လာနေပါတယ်။ဒေါ်လာရဲ့ကြီးမောင်မြန်မာကဟောင်ကောင်လိုပြည်မာကြီးမှစီမံအုပ်ချုပ်ခံရတော့မှလည်းဖြစ်ပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေ မုတ်ချအောင်ရမည်အရခတ်တက်တော်နဲ့ပူပေါင်းတက်တွေကရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့မကွေးဘကိုးနဲ့အေယာဝတီတိုင်းတို့မှာစစ်မျက်နှာချက်ထွင်နေတော့လေစစ်ကောင်စီရဲ့ကပစလို့ခေါ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်စက်ရုံတွေကိုတိမ့်နိုင်ဖို့မလွယ်ကူသေးကြောင်းမြန်မာမဟာပြည်ဝါနဲ့မူဝါဒလိလာရေး Institute ISP မြန်မာကတုံ့တက်ထားပါတယ် အေးတင်းယူထားတဲ့ဒေသတွေကိုစစ်ကောင်စီကအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးတော့လဲရှမ်းမြောက်အပြည့်အဝမှုကိုခွင့်ကောင်းယူပြီးအေးအေးထိန်းချုပ်ရဒေသတွေကိုစစ်ရှိန်မြင့်လာနေတယ်လို့လည်း ISP မြန်မာကဒီကနေ့ဒီဇင်ဘာ၁ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အေးအေးအနေနဲ့စစ်ကောင်စီရဲ့စစ်ရှိန်မြင့်လာနေမှုများအပြင်ရခိုင်ကမ်းရိုးတန်းဘက်မှစစ်ဆင်ထားရမှုကာပါဆာစစ်ရုံတွေကိုတင်ပိုက်ပြီးပါကလည်းထိန်းချုပ်ထားရန်ခက်ခဲမှုများရှိတာကြောင့် တိုင်းပိုင်အခြေချနိုင်ရမှာမလွယ်ကူတဲ့အခြေအနေမှာရှိနေစေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်အေဟာစစ်ဆိုင်ထားခြင်းဒီလန်နဲ့ကာဘာဆာမြရဲ့လက်ပတ်နိုင်မှုကိုအနောက်ရှက်ပေးရန်သာဆွမ်းဆောင်နိုင်ဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကပဲခူးတိုင်းအုပ်ရှိပေမျိုးမှာ16မိုင်ကွာမှာရှိတဲ့0.666ကုန်ကို ANA ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးလက်ရှိမှာ ကာဘာဆာ14ရှိတဲ့ မကွေးတိုင်းဗရန်မြို့နယ်16မိုင်ဝန်းကျင်တို့လည်းအေအေနဲ့ပူးပေါင်းတက်များရဲ့ထိုးစစ်ရောက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းနဲ့ပဲခူးတိုင်းတွင်းရှိ AOD မြို့နောက်ဖက်ကမ်းမှာစစ်ကောင်စီရဲ့ကပ္ပဆာဆက်ယုံ16ခုရှိပါတယ်။အေဟာ6သောမဟာမိတ်တက်များနဲ့ပူးပေါင်း၍ရခိုင်ပြည်နယ်နီးစပ်ရာဒေသတွေကိုခြေကုပ်ယူရန်ကြိုးပမ်းနေကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။စကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရာကျော်ကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တူးလျင်ငွေကြေး300နဲ့ပြန်ရွေးခိုင်းတာ အရွေးနိုင်တဲ့လူငယ်တွေကိုတောင်ကြီးစစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်လိုက်တဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရားကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တူလင်ငွေကျဲသိန်းတရာနဲ့ပြန်ရွေးခိုင်းကအရွေးနိုင်တဲ့လူငယ်တွေကိုတောင်ကြီးမြို့မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်များထံကိုပို့ဆောင်လိုက်တယ်လို့ဖမ်းဆီးခံလူငယ်များရဲ့မိသားစုဝင်များနဲ့ဒေသနေပြည်သူများထံကသိရပါဗျ။စကိုင်းမြို့ပေါ်ရက်ွက်များနဲ့လမ်းဆောင်လမ်းကွက်များမှာ စစ်တပ်ကလုံသွားလုံပြန်လူငယ်တရာကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနဲ့ဖမ်းဆီးခံရတဲ့လူငယ်များမှာအသက်20မှအသက်35နဲ့အတွင်းရှိတယ်လို့လည်းဆိုပါတယ်။လူငယ်တရာကျော်အနှမ်းမှာငွေချေးတတ်နိုင်တဲ့မိသားစုများကလူငယ်20ဦးကိုငွေချေး30မှငွေချေး300တရာအတွင်းပေး၍ရွေးယူသွားကြောင်းမရွေးနိုင်ပဲကြံခဲ့တဲ့လူငယ်80ကျော်ကိုတောင်ကြီးမြို့ရှိစစ်သားစုဆောင်ရေးတပ်များထံကိုစစ်ကားများနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ခွေးတွေကစကိုင်းမြို့ပေါ်ကို၄နေရာခွဲပြီးလူငယ်တွေကိုပေါ်တာဆွဲတာပါ အဲ့ဒါလူငယ်တရာကြော်တယ်တချို့ပိုက်ဆံရှိတဲ့သူဆိုရင်သိန်းတရာနဲ့စစ်ခွေးတွေကပြန်ရွေးခိုင်းတယ်ဝေသိမ့်မတက်နိုင်တော့သိန်း30နဲ့ရွေးကွင်ပေးတယ်အဖမ်းခံရတာကုမ္ပဏီကောင်းမောင်းသူတွေရေတန်းပိုးတဲ့ကားမှလိုက်တဲ့အလုသမားတွေနဲ့အလုသွားတဲ့လူငယ်တွေကိုဖမ်းအောင်စစ်ခွေးတွေကစကိုင်းမျိုးပေါ်မှာ၄နေရောက်ခွဲပြီးဖမ်းတယ်စကိုင်းမျိုးပေါ်မှာလမ်းဆောင်ချတဲ့နေရာတွေကိုစစ်ခွေးတွေကပိတ်ပြီးဖမ်းတာပါဘလို့မှရှောင်မရဘူးသူတို့ကြိုက်တဲ့လူငယ်ဆိုရင်ဆွဲဖမ်းတယ်စစ်ခွေးတွေပေါ်တာဆွဲဖမ်းစီးတဲ့လူငယ်တရာကြော်တဲ့ကလူငယ်20ဦးကခံမှန်းချီပြန်လွတ်တယ် တောင်ကြီးစစ်မှုထမ်းတင်တန်းကြောင်းနဲ့စုဆောင်ရေးတက်စီကိုပို့လိုက်တယ်လို့ဖန်စီခန်လူငယ်တဦးရဲ့မိဘဆွေမျိုးတို့ကရှင်းပြထားတာဖြစ်ပါတယ်။အလားတူပဲနိုဝင်ဘာလ25ရက်နဲ့26ရက်နေ့မှာလည်းစကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကနေရောညပါလူငယ်များကို ပေါ်တာဆွဲဖန်စီခဲ့ပြီးအ ਨੇ ဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့အတွက်ပေါ်တာဆွဲဖန်စီခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဖန်စီထားတဲ့လူငယ်တွေဟာအသက်20ကျော်အရွယ်များဖြစ်တယ်လို့လည်းဆိုပါတယ်။အချမ်းမဲ့စစ်ကောင်စစ်တပ်က 2024ခုနှစ်မေလမှစတင်ကစစ်မှုထမ်းအပတ်စဉ်တင်နန်းတွေကိုဖွင့်လှစ်ခဲ့ရမှာယခုအခါမှာစစ်မှုထမ်းတင်နန်းအပတ်စဉ်20အထိရောက်ရှိလာပြီလည်းဖြစ်ပါတယ်ခင်ဗျာ။